တင်းတယောက်တည်းမဟုတ်ပါဘူး။စိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတယောက်တည်းလို့ခံစားနေရရင်စိတ်မညစ်ပါနဲ့။တင်းကိုအားပေးမဲ့သူတွေအများကြီးပါတယ်သူတို့နဲ့ချိတ်ဆက်လိုက်ပါ။အတိုင်းဝိုင်းရဲ့အရေးပါမှုစိတ်ကျမ်းမာရေးဟာတယောက်တည်းရင်ဆိုင်ဖြစ်ရှင်းရမယ့်ကိစ္စမဟုတ်ပါဘူး။လူသားတွေဟာအချင်းချင်းဆက်သွယ်မိကိုဖို့တဘာဝကြစွာတိဆောက်ထားတာပါ။တင်ပေးနာမှာမှန်ကန်တဲ့သူတွေရှိနေခြင်းကတင်ပေါ်အောက်ကိုအကြီးအကျယ်ပြောင်းလဲစေနိုင်ပါတယ်။ ကိုလိုအပ်ချက်ကို ရှာဖွေပါ အခုဘာလို့ကျင်ဆုံးလဲစိတ်ကျမ်းမာရေးပန်းတိုင်ကိုသိရင် ကိုနဲ့တူတဲ့ကိုကိုနားလည်တဲ့သူတွေကို ရှာပါတဲ့အတိုင်းဝိုင်းကိုရှာဖွေပါတယောက်တည်းမဟုတ်ဘူးအထီးမကျန်ပါနဲ့အွန်လိုင်းအဖွဲ့တွေဝင် ကျမ်းမာရေးဆွေးနွေးပွဲတွေတက်ကယူဆိုင်သူတွေကိုဖွင့်ပြောပါဆက်ဆံရေးတိုးတက်ဖို့ကိုချင်းစာနာစိတ်ထားပါ တကယ်နားထောင်ပါ တင့်တင့်နဲ့အကန့်အသတ်တွေထားပါတယောက်ကိုတယောက်ကူတောင်းမှုမှာကူညီပါမရေရာမှုကိုရင်ဆိုင်ပါအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ဖို့အချိန်ယူရတယ်အမြဲကယူးဆိုင်ပါတင်တိတာတွေမျှဝေပါတင်းငယ်တဲ့အောင်မြင်မှုလေးတွေကိုတောင်ဝမ်းမြောက်ပါတယောက်တည်းမဟုတ်ဘူးဖြည်းဖြည်းစပြီးဆက်လုပ်ပါတင့်အဖွဲ့ကစောင့်နေတယ်ကြိုက်ရင်ခမ်းမက်မှာတင့်လူတွေကိုထိုက်ပါ